မင်္ဂလာပါရှင်။မိုးတောင်းချက်နယ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။အော်တိုဘားလ16ရက်နေ့အတွက်စိတ်ဝင်စားဖွယ်ကောင်းတဲ့သတင်းတွေကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့မိုးတောင်းချက်နယ်ကို Subscribe နဲ့ Like ရန်ရှယ်လေးလုပ်ပေးပါဦးရှင်။ပြည်သက်ကြီးရေမြန်မာနိုင်ငံမှာ2021ခုနှစ်ကနိုင်ငံရေးပြဿနာတွေဖြစ်လာခဲ့ပြီးနောက်ပိုင်း လနဲ့ကင်ပတိပခဖြစ်ပွားလာခဲ့တာဟာလင်းနေကျော်ရှိလာပြီးဖြစ်ပါတယ်။အဲ့ဒီလင်းနေကျော်ကာလအတွင်းမှာကချင်အကျန်းဖက်လနဲ့ကင်အဖွဲ့ KIA ဟာနိုင်ငံတော်အစိုးရနဲ့တက်မတော်ကိုလနဲ့ကင်စန့်ကျင်တိုက်ခိုက်နေရဲ့တိုင်းဒါလနဲ့ကင်အဖွဲ့တွေထဲမှာလက်ရှိချိန်ထိပါဝင်နေရဲ့ရှိနေစေဖြစ်ပါတယ်။မြန်မာနိုင်ငံရှိတိုင်းဒါလနဲ့ကင်အဖွဲ့တွေထဲမှာတက်တန်းအရင်ဆုံးလနဲ့ကင်အဖွဲ့တွေထဲမှာပါဝင်နေရဲ့ရှိနေရဲ့ကချင်အကျန်းဖက်လနဲ့ကင်အဖွဲ့ KIA ဟာ မြန်မာနိုင်ငံမှာ2021ခုနှစ်ကနိုင်ငံရေးပြဿနာတွေဖြစ်လာခဲ့ပြီးနောက်ပိုင်းနိုင်ငံတော်အစိုးရကိုစန့်ကျင်နေတဲ့ PDF အမိခံလက်နက်ကိုင်အဖွဲ့တွေကိုစစ်တင်တန်းပေးခြင်းလူပေးလက်နက်ယူပုံစံမျိုးနဲ့ကူညီပေးခြင်းစစ်လက်နက်ပစ္စည်းတွေကူညီထောက်ပံ့ပေးခြင်းတွေလှုပ်ဆောင်ခဲ့ပါတယ်။ဒါအပြင် KYA ဟာ2024ခုနှစ်မှလာမှာတုံညာတုံတုံညာခွန်အမိရှိရဲ့စစ်စင်ရေးတရက်ကိုလှုပ်ဆောင်ခဲ့ပြီးနိုင်ငံတော်အစိုးရနဲ့တမရော်ထိန်းချုပ်ထားတဲ့ စခန်းတွေမြို့တွေကိုလက်ရှိအချိန်အထိတိုက်ခိုက်လျက်ရှိနေပါတယ်။ KYA ဟာမြန်မာနိုင်ငံမှာလက်ရှိဖြစ်ပွားလျက်ရှိနေတဲ့လက်နေကင်ပတိပခါရီတဲမှာကိုရိုင်းပါဝင်တိုက်ခိုက်ရုံသာမကတကြားလက်နေကင်အဖွဲတွေကိုနှီးလန်းမျိုးစုံနဲ့ကူညီပေးလျက်ရှိနေတဲ့လက်နေကင်အဖွဲဖြစ်တယ်လို့ဆိုကြပါတယ်။မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပွားနေတဲ့လက်နေကင်ပတိပခါတိုက်ပွဲတွေတဲမှာအထက်ကအရေးပါတဲ့လက်နေကင်အဖွဲကြီးတစ်ခု ဖြစ်နေတဲ့ KYA ကို အမြင့်ပြက်အချိန်မုံနိုင်မယ်ဆိုရင်နနေ့ကိုင်းတိုက်ပွဲတွေကလည်းအတိုင်းအတာတရက်ထိတည်ငြိမ်သွားမယ်လို့သုံးသပ်မှုတွေလည်းရှိနေပါတယ်။ဒါပြင်တမရော်အငိမ့်ကြအရာရှိတီတူဖြစ်တယ်လို့ဝန်ကြီးဟောင်းတူဖြစ်တဲ့ဦးမောင်မြင့်ကလည်းကချင်အကျန်းဖက်နနေ့ကိုင်းအဖွဲ့ KIA ကိုအပြက်တိုက်တင်ပြီလို့လည်းအခုလိုမျိုးတိုက်တွန်းပြောဆိုခဲ့ပါတယ်ရှင်။မင်္ဂလာနနေ့ခင်ဗျခင်ဗျာဒီနေ့တော့အောက်တိုဘာလ15ရက်ပေါ့နော်။အဲ့တော့ ဒီနေ့တော့နေပြီးတော့မှဒါ NCA စနေမြောက်အထိတ်မှပွေချင်းပါမယ်လို့သိရတယ်ဗျရင်းဒီမှာတော့တိုင်းသာတန်တဲ့ကိန်းကောင်းဆောင်တချို့လဲဒါနေပြီးတော့တဖွဲဖွဲနဲ့ရောက်လာကြတယ်သိရပါတယ်ဗျတကယ်တော့ဟို NCA ဆိုရဲ့ရှိရ Nationwide Ceasefire Agreement ပေါ့နော်တနိုင်ငံလုံးပြည်ခတ်ရစေရေးစာချုပ်ပေါ့ အဲဒါကိုကျွန်တော်တို့ကလွန်ခဲ့တဲ့ဆယ်နှစ်ကဒီလိုချိန်မှာလက်မှတ်ထိုးခဲ့တာပေါ့လက်မှတ်ထိုးတဲ့အခါမှာလည်းကိုယ်နိုင်ငံကဒီအစိုးရနဲ့နော်အတိတ်တည်တွေနဲ့နောက်တစ်ခါလက်နက်ကင်ဖွဲ့စည်းတွေကြီးတွေထိုးရမှုပဲနဲ့နိုင်ငံတကာကတက်တည်ရှိမှမှာထိုးခဲ့တာအဲ့တော့ဒါဟာဟို NCA ထိုးတဲ့အရေးအတွက်ကတော့အချိန်တုန်းကတော့ဟို ကျွန်တော်တို့ကဖိတ်ခေါ်ခဲ့ရမယ်လေဟိုတဲတဲပြောရမယ်ဆိုရင်တော့ဒေါ်ဆောင်စုကြည်ကသူကမဖြစ်သေးဘူးလေမဖြစ်သေးတဲ့ခါကျတော့တိုင်းသားရဲ့နိုင်ငံတွေ NCU ကိုတိတ်တဲ့အကောင်းမြင်မှန်းနဲ့လို့အလင်းစလို့မလုပ်ကြပါနဲ့လို့အဲ့လိုပြောရဟိုက်တဲ့ကျွန်တော်မှတ်မိတယ်မှတ်မိတယ်ဟောတော့တကယ်တော့ဟိုကျွန်တော်တို့လို့ဒီ တိုင်းသားတွေနဲ့ကင်တော်တော်များများရှိတဲ့နိုင်ငံမှာဟိုတဲ့နဲ့ကင်ရှိနေတာနဲ့ပဲကျွန်တော်တို့ကမတိုးတက်ဘူးလေနိုင်ငံမတည်ငြိမ်ဘူးလေအဲ့တော့မတည်ငြိမ်တော့မတိုးတက်ဘူးပေါ့ဗျာမတိုးတက်တဲ့ခါကျတော့နိုင်ငံအောက်တန်းတောင်ကြာတော့ပေါ့ဗျာဒါတွေကိုကြော်ဖြတ်နိုင်မှုအတွက်ကဟိုလီလန်းနှစ်ခုပဲရှိတယ်လီလန်းနှစ်ခုပဲရှိတယ်ဒါတော့နံပါတ်1နေတာပါလေဆိုတော့အခု ခုလို NCA ထိုးမယ်တော့လက်ကငင်းရမ်းရည်တွေအားလုံးပြီးသွားမယ်ဆိုလို့ရှိရင်ဒါလည်းငင်းရမ်းသွားမယ်ဒီတန်းတစ်ခုပေါ့တော့တန်းဒီလန်းတစ်ခုပေါ့တော့လန်းဒီတန်းတစ်ခုတော့ဗာလဲဆိုတော့အဲ့ဒီဒင်းတ်ခိုင်တောင်းညမ်းတွေအကုန်လုံးကိုတခါတည်းကိုပြုတ်ပြုတ်ပြုံးသွားအောင်တိုက်မယ်ဆိုလို့ရှိရင်ဒါလည်းပြီးသွားမယ်ကိစ္စတစ်ခုပေါ့ဒါပေမဲ့လည်းအဲ့လိုလုပ်ဖို့ဆိုတာကလည်းအားလုံးကကိုတိုင်းကသားတွေလေပြီးတော့လည်းနားလို့ရှိရင် အိုးရှိတင်းတယ်လို့ရိုက်ခွဲတယ်လို့ပဲနှစ်ဖက်နန္ဒာမှာပေါ့တဘုံတည်တယ်လို့တက်ကြတယ်တည်မှာပေါ့ပြည်သူကကြားတဲ့ခံရမှာပေါ့ဒါမှမဟုတ်လေတည်စဲဆိုးရတွေကစိတ်ရှိရှိတဲ့ဒါကိုကျူးစားကြကြတော့ပေါ့နော်အခုချိန်ထိလဲဒါအဆိုးရကတော့စိတ်ရှိရှိနဲ့မြင်းချမ်းရေးကိုသူကဖိတ်ခေါ်နေတာပါပဲဘယ်တဲ့ချိန်မျောတော်ရှိဘူးလဲမသိဘူးဖိတ်ခေါ်နေတာတက်တန်းတွေတိုးပေးနေတာရှိပါတယ်သို့တော့ဘာလဲပြောပြော တဘုံကတော့တဘုံလိုလွတ်ကြရတာပေါ့ဗျာဥပရိမဲပေါ့ကြီးမဲကမ်းမဲပေါ့နော်အဲ့တော့ကျွန်တော်တို့ဘက်ကတော့အဆိုးရဖြစ်တဲ့ခါကျတော့အဆိုးရဆိုတာကစိတ်ရှင်နေလို့လို့မရဘူးလေစိတ်ရှင်နေလို့လို့မရဘူးဒါမှမဟုတ်အဆိုးရတရားနေနေရတော့လေထိုက်တဲ့နဲ့နော်ဟိုစိတ်ရှင်တိခံမှုနဲ့အတူတူကျွန်တော်တို့ကကျူပန်းပြီးတော့မှဆောင်ရွက်သွားဖို့တော့လိုတာပေါ့အဲဒါမှလည်း တိုင်းသားလေးတဲ့ကင်ဆိုတဲ့နေရာမှာလေတကယ်တော့တိုင်းသားလေးတဲ့ကင်တော်တော်များများကတော့တိုင်းသားတွေကိုကူစားမပြုတာအမှန်ပဲဗျ။အဲကြောင့်သူတို့လုပ်တာကတိုင်းသားအကျိုးတစ်ခုမှမပေါင်းရှင်းပြောရရှင်အလင်းတဲ့ကင်ကခေါင်းဆောင်တွေရဲ့အကျိုးလောက်ပဲသူတို့ကလုပ်နေကြတာလေ။ဒါမှမဟုတ်အဲ့လူတွေရဲ့အတက်ကူကြိုးတွေဆွတ်လွတ်သွားနိုင်အောင်ကအဲသူတို့ချင်းမှာလေသူတို့ဟို မကြည်မြွတ်တွေဖြစ်သွားနိုင်အောင်ဒီဘက်ကလည်း counter propaganda ပြန်လုပ်ဖို့လိုတယ်ဗျဥမာပြဆိုလို့ရှိရင်ဟိုဒါကျွန်တော်တို့ကြားတာပေါ့နော်ကြားတာပေါ့ KIA ကောင်းဆောင်နေဆိုလို့ရှိရင်ဒါကြောက်စိရနေပြီသူကအခွင့်ရတယ်ဗျာနောက်တစ်ခါကျွန်တော်တို့ပရင်ရနေအခွင့်ရတယ်ဗျာတတော်ကနေအခွင့်ရတယ်ဗျာ ခုနောက်ဆုံးကျတော့မြေရှားဆိုပြီးမှသူတို့ကိုယ်တိုင်တခါလဲထုတ်ပြီးတော့မှတရုတ်ဘက်ကိုရောင်းတာပေါ့အမေရိကန်ဒေါ်လာဘီလီယံနဲ့ချီပြီးရတယ်လို့ကြားတယ်ဘီလီယံနဲ့ချီပြီးရတယ်ဆိုအဲ့တော့အဲ့လိုပတ်စံတွေချမ်းသာကြွယ်ဝတာတွေဘာကြောင့်ရတာလဲဆိုတော့တနက်ကင်ထားလို့ရတာလေအဲ့လက်သက်ကင်ပြီးတော့မှအဲ့သူတို့နေမြေတွေမှာသူတို့ကတယန်ဇာသားတွေကိုထင်းလို့ထုတ်ယူသုံးဆွဲပြီးတော့မှပေါင်ကိုဈေးဘက်ကိုပို့လို့တော့ရတာရမန်းတိတဲ့ခါကျတော့သူကဘယ်တနက်ကိုဘယ်စွန့်မလဲဗျ KIA ခေါင်းဆောင်ကြိုက်တဲ့ခေါင်းဆောင်တက် ကျတဲ့တက်ဆုံးမလားဆိုဘယ်တော့မှမဆုံးဘူး NC ထိုးမလားဆိုဘယ်တော့မှမထိုးဘူးဒါကျွန်တော်ဟိုဘာကုန်လူပဲယုံကြည်တယ်။ဘာကြောင့်လဲဆိုသူတို့ရတဲ့အကျိုးမြတ်ကနေတဲ့အကျိုးမြတ်မှမဟုတ်တာဘူး။ဒါကြောင့်မလို့လေချုပ်ကိစ္စတွေကြတော့လေ NC ရ NC ပါပဲ။တက်တက်သားသားကိုတက်တက်သားသားကိုတခါတဲ့ဂျတိပြဆုံးဖြတ်ပြီးတော့မှခြေမုံလဲဖို့လိုတယ်လို့ကျွန်တော်ဒီလိုပဲမြင်ပါတယ်။ဒါကတချို့တဲ့တဲ့ကြိုင်နေကြတော့လေဒီလောက်အရင်မြင့်မရှိပါဘူး။ ဥမာဖြင့် KNU ပေါ့ KNU ဆိုလို့ရှိရင်မွန်ဂိုလီးယားကောက်ကောက်ပဲဗျာနောက်တစ်ခုကဘာလုပ်မလဲဆိုနောက်တစ်ခုကတရားစာသတ်ချိုးရည်နေတပပါလေးထုတ်နိုင်တယ်ဒါပေမဲ့ KNU နဲ့မှာဒီလောက်မရှိဘူးနောက်တစ်ခုကဘာလုပ်မလဲဟိုအမေရိကန်ဘက်က CIA ဘက်ကတည်ပြီးမှတပွဲတိုက်မယ်ဆိုရင်ဒေါ်လာမနှစ်သန်းပေးမယ်ဆိုတော့ဒါလေးနဲ့တိုက်တယ်ဒီလောက်ပဲသူတို့က KNU ကျတော့အဲ့လိုမဟုတ်ဘူးဒါမှမဟုတ်ကျွန်တော်တို့အနေနဲ့ကတော့ဖြင့်အခုချိန်မှာချိုးတဲ့နိုင်ငံတွေကို NCA ရော NCA ပေါ့နော် NCA လည်းမလာဘူး ပြီးလို့ရှိရင်လည်းဟိုတိုက်ပွဲလေးပေါ်ဆောင်နေရဆိုရင်တော့ဒါထိုက်တဲ့ဟိုရေးယူဆောင်မှုတွေလုပ်ဖို့လိုနေပြီလို့ကျွန်တော်ယူဆတယ်လေခုမြန်မာနိုင်ငံမှာမတည်မငြိမ်ဖြစ်နေတဲ့ကိစ္စတွေထဲမှာ TNL တွေဗျာ KNY မွေးခဲ့တာပဲ AA ဗျာ KNY မွေးခဲ့တာပဲစကိုင်းကစကိုင်းတိုင်းမှာရှိနေတဲ့ PDF တော့ KNY မွေးခဲ့တာပဲဒီကောင်တွေကခေါင်းငယ်ဖားခင်ကြီးကိုဖြစ်နေတာဒါမှမဟုတ်လေကျွန်တော်တို့ကတော့ဖြင့်အဲကျွန်တော်တူဦးတဲ့သဘောကတော့ဖြင့်ဒါဟို ကရင်ကတော့ကျွန်တော်တို့ကအပြည့်ပြည့်ချေမှုဘူးအတွက်ဒီလိုဟို NCA နှစ်ပတ်လည်မှာလုပ်တဲ့အချိန်မှာမသိမလျော်ကျွန်တော်ကတော့ဒါအစိုးရကိုတောင်းဆိုတယ်ဆိုတာကိုတင်ပြရင်းနဲ့ပဲညှိနှုံးချုပ်ပါတယ်ဗျာကျေးဇူးတင်ပါတယ်